ပြီးပါမယ်ပြီးကြပါပါလားအတော့ဘေးပဲကလေးကိုတို့ထားမယ်နာမြင်တွေ့ခဲ့ရတဲ့မြေငွေးတွေအားလုံးကပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာအကျော်မြင့်မှနိုင်ငံမှာဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်အဆိုးတွေဖြစ်ပါတယ်။ဆိုတော့ဒီအဖြစ်အပျက်အဆိုးတွေကိုမြေတွေ့အတိုင်းမှာကျွန်တော်ကိုယ်တိုင်လည်းတကယ်ကိုမချင်အောင်ခံစားရတယ်။ကျွန်တော်ကြီးရှုနေကြတဲ့မိဘပြည်သူညီကိုမောင်နှမတွေလည်းတကယ်ကိုရင်ထဲမှာကြည်ခွဲခံစားမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ဆိုတော့အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်အနေနဲ့ဒီမြေငွေးတွေကိုမြေတိုင်းမြေတိုင်းမှာကျွန်တော်စဉ်းစားတစ်ခုပဲရှိတယ်။ ငါဒီချိန်မှာမလုပ်ပေးနိုင်လေဆိုတာကိုပဲကျွန်တော်တွေးတယ်။အဲ့အတွင်းတစ်ခုနဲ့ပဲတရှိအချိန်မှာကျွန်တော်မာဒီငွေ30စာထည့်ပြီးတော့ထုတ်ခဲ့တယ်ပြီးတော့ကျွန်တော်ချေရတဲ့မိဘပြည်သူဤကိုမောင်မားတွေကိုအလူငွေကောက်ခံခဲ့တယ်ဒီချိန်မှာဆိုရင်ကျွန်တော်တို့အလူငွေကောက်ခံမှုက330ကျော်သွားပါပြီဒီနေ့ညတော့အတိတ်မပါသေးပါဘူးကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်ယုံကြည်စွာနဲ့ဝိုင်းဝန်းပြီးတော့မှနော်အလူဒါနမှာပါဝင်ပေးခဲ့ကြတဲ့တူဦးတယောက်ချီစီတိုင်းအရန်ကိုချီးစွတ်တင်တယ်လို့ပြောချင်တယ် နိုင်ငံတကာအနေနဲ့လှူဒန်းကြတယ်မြန်မာနိုင်ငံကလည်းနေနေရက်ရက်ကပေါင်းစုံဖိုင်းပြီးတော့လှူဒန်းခဲ့ကြတယ်တကယ်လို့ကျွန်တော်ဝမ်းသာပီတိဖြစ်ရပါတယ်ဒီငွေတွေအားလုံးကိုတပြားတစ်ချက်မကြန့်အောင် ကျွန်တော်ကုံနဲ့အထိငလင်ဘေးသင့်ပြည်သူတွေအတွက်ကျွန်တော်တွားရောက်ပြီးတော့လူတန်ပေးခဲ့ပါမယ်ဒီလိုလူတန်းတဲ့နေရာမှာကျွန်တော်လက်ရှိချိန်မှာကျွန်တော်တို့ဝေချမ်းထားတာလေးရှိတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေကိုတင်ပြပေးပါရစေဒီထဲမှာဆိုရင်ကျွန်တော်အနေနဲ့ငွေကြီးနဲ့လူတန်းသွားမှာဖြစ်သလိုနောက်တစ်ခုကကျွန်တော်မီးနဲ့ပတ်သက်တဲ့ဖြည့်စင်မီးပစ္စည်းလေးလည်းပါဝင်တယ် ID လေးတွေဝေချမ်းထားတာလည်းရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ TV ပေါ့နော်ရာသီဥတုကလည်းနောက်ပိုင်းအရန်ပူလာမှာဖြစ်တဲ့အတွက်ကျွန်တော် TV ကိုလည်းထည့်ပြီးတော့မှလူတန်းပေးထားတယ် ပြီးတော့အစားအစာအစာတွေလည်းပါဝင်ပါတယ်လူတိုင်းအထင်မှာနောက်တစ်ချက်ကတော့ရေးသန့်ပါတော့ရေးသန့်အောင်လည်းအတက်နိုင်စုရသလောက်ကျွန်တော်တို့ဒီကနေ့တည်ပြီးသွားမှာဖြစ်ပါတော့ဆိုတော့ဒီနေ့ရောက်တဲ့အခါကျရင်လည်းကျွန်တော်တို့ဘာကြီးထပ်ပြီးတော့မြင်တွေ့ရအောင်လို့ဆိုတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်လမ်းမှာခက်ခဲဖြစ်နေတဲ့သူတွေကိုလည်းလူတန်းပေးမှာဖြစ်သလိုအထူးကတော့ကျွန်တော်တို့ဒီမန္တလေးစေယုံကြီးပေါ်မှာရောက်ရှိနေကြတဲ့ငလင်ဘေးတင့်ပြည်သူတွေကိုအထူးကထားပြီးတော့ကျွန်တော်လူတန်းပေးသွားပါမယ်အဲဒီမှာငွေချေရောကျွန်တော်စားစရာတွေရော ထီးတွေရောပြီးတော့လျှက်စင်မီတွေရောစတဲ့အရာတွေကိုကျွန်တော်လူတန်းပြီးသွားပါမယ်ဆိုတော့ပါဝင်ပြီးခဲ့တဲ့သူတိတ်ဦးတယောက်ချင်းစီထိုင်အောင်လည်းအလေးနဲ့ထပ်ပြီးတော့ခြေစွပ်ချင်တယ်လို့ပြောချင်ပါတယ်ဆိုတော့ဒီကိစ္စကြီးကပြောမယ်ဆိုအရန်ကိုပြင်ပြပါတယ်ကျွန်မြန်မာနိုင်ငံဖြစ်သွားတဲ့ငလီဘေးကတော်တော်လေးကိုကြီးမားကျယ်ပြန့်လို့တာဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်တိတ်ဦးတယောက်ထဲနဲ့ဘလို့မှမဖြစ်နိုင်ပါဘူးဆိုတော့အားလုံး ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့တိုက်တိုက်ဝန်းဝန်းညီညွတ်ညွတ်စီစီလုံးလုံးနဲ့ကျွန်တော်တို့ဒီအခက်ခဲတွေကိုအလုံးတူတူတကွကျော်ဖြတ်ဖို့လိုအပ်ပါတယ်။တော့လက်ရှိအချိန်မှာလည်းအလိုဝိုင်းဝန်းပြီးတော့အတူတကွကျော်ဖြတ်နေကြတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတဲ့အထွက်တကယ်လည်းဝမ်းသာပီတိဖြစ်ရပါတယ်ပေါ့နော်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့တွေအလှငွေကောက်ခတဲ့နေရာမှာလည်းဝိုင်းပြီးတော့လာပြီးတော့လှူဒန်းပေးနေကြသလိုအခြားတစ်ဖက်မှာကျွန်တော်တို့အကူအညီကိစ္စတွေလုပ်နေကြတဲ့သူတွေလက်ရှိသလိုဒီလိုမျိုးကျွန်တော်တို့လိုမျိုးအလှငွေကောက်ခံပြီးတော့မှပြန်လည်ပြီးတော့ သွားရောက်ပြီးလှူဒန်းပေးနေတဲ့သူတွေများစွာရှိတယ်။အဲ့ဒီဘက်တွေကိုမှကြီးလိုက်မယ်ဆိုရင်လည်းသူတို့တွေကိုလည်းဝိုင်းပြီးလှူဒန်းပေးနေကြတယ်။ဒါအောင်ချင်းချင်းအပြစ်ကြောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့စီလုံးမှုကတကယ်ကိုပဲပြောမယ်ဆိုရင်ဝမ်းသာစရာကောင်းတယ်လို့လက်ရှိဖြစ်ပျက်နေတဲ့အရာတွေအားလုံးကလည်းတကယ်ဝမ်းနေဖို့ကောင်းတယ်။တကယ်ကိုဝမ်းနေဖို့ကောင်းတယ်။ဆိုတော့ဆိုတော့ဒီခက်ခဲတွေအားလုံးကျွန်တော်တို့အတူတူဖြတ်ကြပါမယ်။ဒီညမှာကျွန်တော်တို့စတင်ပြီးတော့ကျွန်တော်တို့အဖွဲ့ရန်ကုန်ကနေမန္တလေးကိုခီးစတင်ပါမယ်။ဆိုတော့ လန်ကီယာကတော့ကျွန်တော်တို့တရားလောက်ဆိုရင်တော့လန်ကီယာတော်တော်လေးအခက်အခဲလေးတွေရှိတယ်သို့တော်လည်းပဲအကောင်းဆုံးကျွန်တော်တို့ချိုးဖြတ်ပြီးတော့ရောက်ရှိအောင်အသွားရောက်ပြီးတော့လှူဒန်းပေးပါမယ်ဒီကြားထဲမှာမှပြောမယ်ဆိုရင်တော့နောက်သတင်းတစ်ခုကရှိပါသေးတယ်အဲ့ဒါတော့ပြောမယ်ဆိုပုံတိုင်းသတင်းမှာကျွန်တော်တို့တော့အချိန်ကာလနဲ့ပုံတိုင်းသတင်းတွေရလဲတကယ်ကိုကွက်တီပါပဲသို့တော်လည်းပဲတော့မဲ့သူရယောက်ျားလေးတွေပါပဲဆိုတော့ဒီယောက်ျားလေးတွေပဲဖြစ်တဲ့အတွက်ကြောင့်လဲမုံတိုင်းပဲဖြစ်ဖြစ်ဗာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့အကောင်းဆုံး ကျော်ဖြတ်ပါမယ်ကျော်ဖြတ်ပြီးတော့လက်ရှိကျွန်တော်တို့ယုံကြည်စွာနဲ့အလှူဒန်းပေးကြတဲ့ညီကိုမောင်နှမတွေရဲ့ငွေကြေးတွေတပြားတစ်ချက်မကျန်အောင်ကျွန်တော်အကုန်လှူဒန်းပြီးမှပဲကျွန်တော်ရန်ကုန်ပြန်လာခဲ့ပါမယ်။ Okay ဆိုတော့အားလုံးကြည့်ရှုနေကြကျွန်တော်မိဘပြည်သူတွေအားလုံးလည်းခင်ဆိုင်ကြပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်နားလဲပါတယ်အားလုံးလက်ရှိချိန်မှာအေးဒီမောဝါချောင်းအေးဒီပြတ်နေကြတယ်ဆိုတော့ယုံကြည်တယ်ကျွန်တော်ကိုယ်တိုင်လည်းတကယ်ကိုပဲဟိုညတွေညတွေပြတ်တန်းတဲ့အခါမှာအတွေ့အကြုံများစွာနဲ့ပါပဲ။အတွေ့အကြုံများစွာနဲ့ပါပဲ။ ဆိုတော့လက်ရှိကျွန်တော်ကြည့်ရှုနေကြမိမပြည်သူလည်းဒီတိုင်းပဲဖြစ်မယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်အဲ့ပို့တော်မှစိတ်ထဲမှာမတူးမတန့်နဲ့เนาะအင်းရင်ကောင်းမလားဘာတွေဆက်ဖြစ်လာအောင်လဲဆိုတာတွေးနေတဲ့သူတွေလည်းများစွာရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့တွေအားလုံးအခက်အခဲတွေရှိလာခဲ့ရင်အတူတူကြောဖြတ်ရင်းနဲ့ပဲကျွန်တော်တို့နိုင်ငံရဲ့ ြောမယ်ဆိုရင်ကောင်းမွန်တဲ့အနာဂတ်တွေကိုကျွန်တော်တို့ညှော်မှန်းပြီးတော့အတူတူရှေ့ဆက်ကြရအောင်လို့ပြောကြရင်လည်းဒီမျိုးလေးကိုအဆုံးသတ်ချင်ပါတယ်ဒီမျိုးလေးနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းနဲ့ရှိတဲ့ကောင်မရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့များချီချောင်းပေးနေကြတဲ့ပြီးတော့ဒုတိယချီစီတဲ့အလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်ပြီးတော့ဆုံချင်ပါတယ်ဗျ See you next video